အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကကျွန်တော်3ရက်12လဒါကျွန်တော်တို့2025ဖြစ်ပါတယ်เนาะဒီနေ့ကဒါကျွန်တော်ဗုဒ္ဓဘုနေ့ပေါ့ဗျာเนาะဗုဒ္ဓဘုနေ့ကျွန်တော်တို့ဒါဂျားရက်ကျွန်တော်တို့ဒါပွဲစဉ်တွေရှိပါတယ်เนาะအင်္ဂလန်ပြင်းပြလေးပါဆို6ပွဲတော့ရှိမယ်စပိန်လာလီကာပွဲစဉ်ရှိမယ်အီတလီကတ်တို့ဂျာမန်ကတ်တို့တော့ရှိမှာဗျာเนาะအဲဒီကတ်တရားတော့ကျွန်တော်မြွေးပေးခြင်းဟုတ်ကျွန်တော်ဒါလီပွဲအမှတ်ပြီးပွဲတွေတော့ကျွန်တော်ရွေးပေးသွားမှာဖြစ်ပါတယ်เนาะဒီနေ့ညမှာလဲကျွန်တော် ွေးနေကြပုံစံတိုင်းသုံးပွဲလောက်ကိုရွေးချက်ပေးသွားမှာဖြစ်ပါတယ်။ဟောဒီနေ့မှာတော့ဒါအာဆင်နယ်တို့ချက်စီးတို့တော့ရှိတယ်ဗျာ။နော်လီဗာပူးလည်းရှိတယ်။နော်ဒီမနေ့ကကျတော့ကျွန်တော်တို့ဒါကျွန်တော်ပြောခဲ့တဲ့အတိုင်းဒါနျူကာဆယ်နဲ့စပါးပွဲတော်တော်လေးကြီးကောင်းခဲ့တယ်ဗျာ။နော်ပြန်လာတိုက်စစ်တွေတော်တော်တရားပြန်လာသွင်းကိုရတဲ့ဒါကြီးကောင်းတဲ့ညတညတော့ဖြစ်ခဲ့တယ်နော်။အမနေ့ကရွေးချက်မှုမှာတော့ကျွန်တော်သုံးပွဲပြီးတော့သုံးပွဲပြီးခဲ့တာတော့ဒါနှစ်ပွဲအောင်ခဲ့တယ်။တစ်ပွဲကတော့ဒါကြားခဲ့တယ်ပေါ့ဗျာနော်။ ဘာလို့ဒီဒီပွဲကလည်းကျွန်တော်ဂိုးဘောပြေးကိုရွေးချယ်တာလားကူပေါင်းသေးလေးနည်းနည်းကြပါလို့ဒါကျွန်တော်အာအီဒီကိုဘော်ဒီလေးကိုရွေးချယ်ပေးခဲ့တာဖြစ်တယ်နော်ဒါမနေ့ကတော့ဒါအဆင်ပြေခဲ့မှထင်ပါတယ်အဲဒီနေ့ညပါအရင်ဦးဆုံးကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပြနော် Brighton နဲ့ Aston Villa ရဲ့ပွဲစဉ်လေးကိုအင်္ဂလပ်ပြည်ပြလေးထဲပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီပွဲစဉ်လေးကိုရွေးချယ်ပေးခြင်းပါတယ်အဲဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ Brighton နေပြီးတော့ အက်စတိုဗီလာကိုခြေဖွင့်လှစ်ထားတာဖြစ်ပါတယ်။ level ကိုပြား90ရှုံးဆိုရခြေဖွင့်လှစ်ထားတာဖြစ်ပါတယ်။အခုပေါင်းခြေလေးမှာဆိုတော့နှလုံးရှုံးဆိုရခြေမျိုးလေးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တစ်ချောင်းလေးရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့် brighter ကဒါအင်ကွင်းအားနဲ့မို့လို့ဒီနေ့ညမှာ level ကိုပြား90ရှုံးလို့ခြေပွေးကြတာလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။ဒါကြောင့်လဲဆိုတော့ Aston Villa ကလည်းဒါ ဘရိုက်တန်နဲ့ဆိုရင်ဒါခြေစမ်းမတိတ်မရိပုံစံမျိုးတော့ရှိတယ်ဗျเนาะအဘရိုက်တန်ကလည်းဒါပြောမယ်ဆိုရင်အိမ်ဝင်းအားတော့နည်းနည်းလေးကောင်းတယ်ဒါကြောင့်မို့လဲဒီနေ့ညမှာလေပယ်ကို ပြား90ရှုံးဆိုပြီးတော့ခြေဖွင့်လက်ထားတာဖြစ်ပါတယ်เนาะလက်ရှိကျွန်တော်တို့ဒါအင်္ဂလပ်ပရီးမီးယားလိပေါ့ဗျာเนาะအင်္ဂလပ်ပရီးမီးယားလိဒါရာသီကျွန်တော်2025-2026မှာတော့ဘရိုက်တန်နဲ့ဒါအစတိုဗီလာရဲ့ခြွေစမ်းပိုင်းကတော့ဒါမဆိုးလောက်ပြောလို့ရတယ်เ နော် Brighton ဆိုရင်လည်းဒါအဆင့်၅ပါလက်ရှိ73ဘွဲ့ကံပြွားကြီး6ဘွဲ့နိုင်၄ဘွဲ့တည်း3ဘွဲ့ဆုံးတာလေ Aston Villa ကတော့ဒါ73ဘွဲ့ကံသားပြွားပြီ9ဘွဲ့နိုင်3ဘွဲ့တည်း3ဘွဲ့ဆုံးတာလေနော် Aston Villa ကအဆင့်၄နေရာမှာရပ်တည်နေတာဖြစ်တယ်ရမှတ်24နဲ့ပေါ့ဗျာနော် Brighton ကတော့ရမှတ်22နဲ့အဆင့်၅နေရာမှာရပ်တည်နေတာဖြစ်တယ်နှစ်သင်းလုံးကဒီနေ့ဒါပြောမယ်ဆိုရင်အဲခြေစပ်ပိုင်းနေရာမစိုးလောက်ဗျာနော် Brighton ဆိုရင်လည်းဒါကျွန်တော် တော့ပြန်ကြည့်ရမယ်ဆိုရင်နောက်ဆုံးပြန်ပွဲတော့၅ပွဲမှာ၃ပွဲလောက်တည်းကိုနိုင်ထားပြီးတပွဲသေးရင်အာတပွဲတော့ရှုံးသားခဲ့တယ်သူရှုံးသားအတင်းရလဲဒါအာဆင်နယ်ဖြစ်တယ်အာအဲကြောင့်မို့လဲဒါသူအာဆင်နယ်ရောရှုံးသားတယ်နော်အာမန်ချစ်တာယူနိုက်တက်ရောသူရှုံးသားတယ်ဂျန်နဲ့ဒါချက်စီတို့ဒါဝူတို့တေကန်နဲ့နော်နယူကာဆယ်ဆိုလဲသူနိုင်ခဲ့တယ်ဒါပြောမဆိုရင်ဘရိုက်တန်လက်ရှိကျင်းစားရတယ်အာရကျင်းစားပွဲတွေရှိပါတယ်နော်ဒီတိုင်းပဲကျွန်တော်တို့တော့ပြည့်ကြမဆိုအက်စထရိုပီလာကလည်းလက်ရှိကျင်းစားပါရတာ မဆိုးလောက်ပြောလို့ရတယ်ဒါသူလည်းတော်တော်ကောင်းပုံနဲ့နောက်ဆုံးပြက်ပွဲဆုံး၅ပွဲမှာ၅ပွဲလုံးတိုင်ပွဲရရှိထားတဲ့အစ်စတိုမီလာနှစ်သင်းလုံးကခြေစမ်းပိုင်းတွေအဲကောင်းပုံနဲ့နှစ်သင်းလုံးဖြစ်တယ်အာအစ်စတိုမီလာကလည်းဒါမက်ဆီဒီကိုသင်းပြတော့နိုင်ခဲ့တယ်လီဗာပူးကသူရှုံးခဲ့တယ်စပါးနိုင်တယ်ဗန်လေးနိုင်တယ်ပေါ့ဗျာတော့သူ့ရဲ့ဒါခြေစမ်းပိုင်းကလည်းအစ်စတိုမီလာကဒီနေ့ရာသီမှာ short တွက်လို့မရတဲ့အနေအထားမျိုးမှာရှိရနှစ်သင်းလုံးကကောင်းနေတဲ့အနေအထားမျိုးမှာအာဒီနေ့ရာသီမှာနှစ်သင်းလုံးကအတက်ပတ်ကိုရောက်နေတဲ့အနေအထားမျိုးမှာ နေ့ညထိုက်တဲ့တွေ့ဆုံတာဖြစ်တယ်။အဲအတွက်ကြောင့်မလို့ဒီနေ့ညမှာဘိုးကြီးလေးကိုကျွန်တော်တို့ဒီနေ့ညလက်ဆောင်ခြင်းတယ်။ဘာကြောင့်လဲဆိုတော့နှစ်သိန်းလောက်ကောင်းနေတယ်။အစတိုမီလာလည်းဒါဘာမှမဆိုလုံးပြသွားနိုင်တဲ့အနေအထားမျိုးပြနော်။ Brighter လည်းအိမ်ကွေးရတဲ့ဘာမှမဆိုလုံးပြသွားနိုင်တဲ့အနေအထားမျိုးတွေမှာကျွန်တော်ဒီပွဲစဉ်လေးကို၉ပေါက်၉ပေါက်လေးရွေးချယ်ပေးခြင်းပါတယ်။အဲဒီပွဲစဉ်မှာတော့ကျွန်တော်အာဘိုဂျီယာ level ပြန်ကားတဲ့ရှုံးဂူပေါက်ကြီးကနှလုံးရှုံးဆွဲခြင်းမျိုးပါဒီနေ့ညမှာကျွန်တော်ကဒီပွဲစဉ်ကို ကျွန်တော်ဘိုးဘောင်အပေါ်လေးကိုရွေးချယ်ပေးခြင်းပါတယ်เนาะဘာကြောင့်လဲဆိုတော့နှစ်သိန်းလောက်ကကိုသွင်းအားတွေကောင်းနေတဲ့အချိန်ကာလဖြစ်တော့တဲ့ကြောင့်မလို့နှစ်သိန်းလောက်ကကိုရနိုင်သွားဖို့အလားအလာပြင်းတယ်အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာကျွန်တော် Brighton နဲ့ Aston Villa ဘိုးဘောင်ပေါ်ကြိုက်ပါတယ်ကဲကျွန်တော်နောက်တစ်ပွဲကိုကျွန်တော်ဆက်သွားမယ်ဗျเนาะအဲနောက်တစ်ပွဲကကျွန်တော်တို့ဒါ Liverpool နဲ့ Sunderland ပွဲတင်ကျွန်တော်ရွေးချယ်ထားတာမျိုးလို့ရှိပါတယ် Liverpool ကနေပြီးတော့ Sunderland ကိုဒါကျွန်တော်တို့ဒါချင်းဖွင့်လှစ်ထားတာဖြစ်ပါတယ် ဘွေကျင်းမှာဆိုရင်တလုံးရှုံးထီတော်ကျေးဖွင့်လည်ထားတာဖြစ်တယ်။အဲကိုပေါင်းကျင်းလေးမှာ၃လုံးတည်ရဆိုပြီးကျေးဖွင့်လည်ထားတာဖြစ်ပါတယ်။နော်အဲလီဗာပူးရဲ့လက်ရှိရာသီခြေတန်းကဒါညီကိုလို့သိတဲ့အတိုင်းလီဗာပူးကလည်းဒါအဆင့်၃ညမှာတော့လက်ရှိရက်တည်နေတာဖြစ်တယ်။လီဗာပူးကအဆင့်၃ညမှာလက်ရှိရက်တည်နေတာဖြစ်တယ်။အဲသူ့ထက်မှာဆိုရင်အာဆင်နယ်ရှိမယ်မက်ဆီအဲ sorry လီဗာပူးကတော့အဆင့်၈ညမှာရက်တည်နေတာဖြစ်ပါတယ်။ဒီနေ့ဒါကျွန်တော်2025 အာ2026ရာသီအင်္ဂလာပြင်းပြလစ်မှာလီဗာပူးကတော့အဆင့်ရှင်းနေရာမှာရက်တည်နေရာဖြစ်တယ်ရမတ်ဒါကြောင့်22မှတ်နဲ့ခုနှစ်ပွဲကံပြီးသွားပြီအဲခုနှစ်ပွဲနိုင်ပွဲရပြီးသွားပြီ6ပွဲရှုံးလာတယ်ပေါ့ဗျာနော်ဆန္ဒလန်ကတော့အဲ73ပွဲကံပြီးသွားပြီ6ပွဲနိုင်လာတယ်၄ပွဲတည်း3ပွဲရှုံးလာတယ်ဆန္ဒလန်ကဒါလီဗာပူးထက်တော့အဆင့်စရာမှာဒီနေ့ရာသီမှာတားနေတာဖြစ်တယ်နော်အဲဘာကြောင့်တားနေရလဲဆိုတော့ဆန္ဒလန်လက်ရှိဒါခြေစပ်ပါလဲမစိုးလာအောင်ပြောလို့ရတယ် လပါဘူးကဒီနေ့ညမှာဆန္ဒလန့်ကိုတလုံးရှုံးထိတော့ကြီးဖွင့်လှစ်ထားတယ်လက်ရှိလေပါဦးခြေစမ်းရဒါဆန္ဒလန့်ကိုဖွင့်လှစ်ထားကြီးကြီးရတော့တာပြင်းတယ်လို့ခေါ်လို့ရတယ်ဘာကြောင့်လဲဆိုတော့အဲလက်ရှိလေပါဘူးကအသိကြီးဖြစ်တဲ့အနေထားရကြီးဖွင့်လှစ်ထားတာမဟုတ်ဘူးလက်ရှိခြေစမ်းပိုင်းရဒါဘူကီနေနဲ့ကြည့်ပြီးကြီးဖွင့်လှစ်ထားတဲ့ညတညတော့ထင်တယ်သုံးသပ်မိတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ညလေပါဦးနေနဲ့ဒါဆန္ဒလန့်ကိုဖွင့်ထားတဲ့တလုံးရှုံးကတော့ဒါကြီးပြင်းတယ်လို့ခေါ်လို့ရတယ်နော် ။ဘာကြောင့်လဲဆိုတော့ဒါသူတို့နဲ့တည်းထိတိုက်တွေ့ဆုံမှုဟာဆိုတော့နေပါဘူးကအသာစီးရခဲ့ပေမဲ့ဒါဒီနေ့ရာတီရဲ့နေပါဘူးခြေစံမတိမငြိမ်ကြောက်ဒါဒီနေ့ညမှာဆန္ဒလန်ကိုဖွင့်လာတဲ့ကြတော့ကြီးပြင်းတယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ပေါ့ဗျာနော်။လက်ရှိဒါအစ်စ်တရားမှာဆိုရင်တော့ကျွန်တော်ဆန္ဒပြောခဲ့လို့ပဲဆန္ဒလန်တာနေပြန်နေပါဘူးကအများလို့လို့ဒါဆန္ဒလန်နဲ့တွေ့တိုင်းအာနိုင်ပွဲတွေရပြီးတော့ဂူပြက်နေသားမျိုးတွေထိတော့စွန့်ဆောင်ထားနိုင်တယ်အသေးကြီးလည်းဖြစ်တယ် ။ဒါကြောင့်မို့အိမ်ဝင်းလည်းဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ညအာလေပါဦးကြီးရတာပြင်းတယ်လို့ခေါ်လို့ရတယ်။နော်တလုံးဆုံးထိတော့ကြီးဖောက်လာတာဖြစ်တယ်။ဒီနေ့ညဒါလေပါဦးရဲ့ဆန္ဒလိုင်းရဲ့ပွဲစဉ်ကိုကျွန်တော်အရွေးချက်ပေးချင်ပါတယ်။အဲတချောင်းကောင်းလေးမှာတော့ကျွန်တော်ကဒီပွဲစဉ်မှာဆိုရင်တော့လေပါဦးနေတဲ့ဒီနေ့ညမှာနှလုံးအိမ်ဝင်းနဲ့နှလုံးပြတ်မှဒါကြီးအောင်မဲ့နေတာမျိုးဖွင့်လက်ထားကြီးနေတာရဒီကြမှာကျွန်တော်လေပါဦးဘက်မှာနေချင်ပါတယ်เนาะဒီကြမှာလေပါဦးနေနဲ့ဆက်လာလန်းကိုဒါအနည်းဆုံးဒါ ဝစီတူစီအနေစကြရမယ်ညတကြလို့ထင်မြင်သုံးသပ်မိတယ်။အဲ့တကြောင့်မလို့လစ်ပါအုပ်တင်တဲ့အိမ်ခွေးအားနဲ့ဒီနေ့ညမှာဆန်တာလောင်ကူးပြတ်သွားဖို့လာလာနေမိပါတယ်။အဲ့တကြောင့်မလို့ဒီနေ့ညမှာကျွန်တော်တို့ဒါအဲလစ်ပါအုပ်ပေါ်လီကိုစိုက်ပါတယ်နော်။ဒီနေ့ညမှာနှစ်ပွဲရွေးချယ်ပြီးပွဲဖြစ်ပါတယ်။အဲနောက်ဆုံးတစ်ပွဲလေးကိုရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ပွဲကတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တစ်ပွဲကတော့ဒါဝူးနဲ့ဒါ Nottingham Forest ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်။ အဒီပွဲစဉ်မှာတော့ဒေါ်တန်ဖောရက်ကနေအဝေးဝန်းနဲ့ကြေးပြန်လဲပေးထားတာဖြစ်ပါတယ်။ level ကိုပြန်ကားတဲ့ရှုံဂူပေါင်းကျလေးမှာတော့နှလုံးတက်ွက်ရှုံဆိုတဲ့ကျင်းမျိုးလေးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒါဝူရဲ့လက်ရှိခြေစမ်းပိုင်းကသွားကြည့်မဲ့ဆိုရင်တော့အားရစရာလုံးဝမရှိဘူး။တိုက်ပွဲဆိုနောက်ဆုံးပြက်ကန်ခဲ့တဲ့၅ပွဲ၅ပွဲလုံးရှုံတွေ့ထားတယ်။နော်အစွန်ပီလာရှုံတဲ့ကဆွတ်ပဲလိတ်ကိုရှုံတဲ့ချက်စီကိုရှုံတဲ့ဖူအောင်ရှုံတဲ့ချက်ချက်စီကိုတော့နောက်တစ်ကြော့မှရှုံထားတယ်ပေါ့ဗျာနော်။ဝူရဲ့ခြေစမ်းပိုင်းကဒါလုံးဝအားရစရာမရှိဘူး။ ဘန်းလေးကိုလည်းရှုံးထားတယ်စန္ဒာလောက်ကိုလည်းရှုံးထားတယ်နော်နောက်ဆုံးပြိုင်ပွဲဆိုတာကျွန်တော်ခုနှစ်ပွဲလောက်ထိဟိုဒါဝုအနေနဲ့နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းသင်းအသင်းသင်းဖြစ်တယ်နော်ဟာဝုအနေနဲ့နောက်ပြီးတော့လည်းဒီနှစ်အင်္ဂလန်ပြီးမြားလေးရာသီရဲ့တန်းစစ်ဆုံးအောက်ဆုံးစရာမှာရက်တည်နေရတာဖြစ်တယ်နော်အာနော်တယန်ဖောရက်ကိုတွားကြည့်မယ်ဆိုတော့နော်တယန်ဖောရက်ကတော့လက်ရှိဒါခြေစမ်းပိုင်းကတော့ဒါပြောရမယ်ဆိုရင်မဆိုးလောက်လို့ပြောလို့ရတယ်နော်မဆိုးလောက်ဆိုတာအတက်အကျတော့ဒါ နည်းနည်းလေးတော့ရှိတယ်နော်တဲ့ဒါ foreign နေနေရတော့ပြန်နော်ဒါကြောင့်မလို့ဒီနေ့ကျမှဒါနော်တဲ့ foreign နေနေနဲ့ဝေးခွဲနေပြီးတော့ဒါ level ကိုပြား90ရှုံးချိဖွင့်လက်ထားတယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ကိုပေါင်းချိလေးမှာတော့နှလုံးကိုတဝက်ရှုံးဆိုချိဖွင့်လက်ထားတယ်ဒီပွဲစဉ်လေးကိုတော့ကျွန်တော်စိတ်ကြိုက်တဲ့ကောင်းကောင်းလေးရွေးထုတ်ပေးခြင်းနဲ့အဒီဒီဝဲမှာဆိုရင်တော့ Notre Foreign နေနဲ့ဝေးခွဲနေချိပေးရတယ်ဦးနေနဲ့လည်းဒါဒီနေ့ညမှာအိမ်ကွေးနဲ့ဖြစ်တယ် အဲ Total Forest လို့တင်ပြရတာအရင်ခြေသားပိုင်းနဲ့ဆိုမတိမိဘူးခေါ်လို့ရရနေသားမျိုးမှာတော့ခုနေတဲ့ဒီနေ့ညမှာရှုံးခတ်လို့တော့မရဘူးဗျနော် Total Forest ကောင်းတီဖြစ်စေဒီနေ့ညမှာခုနေတဲ့ရှုံးခတ်လို့မရဘူးအင်ကွဲမှာနိုင်ပွဲပြက်ရှာဖို့တော့ရေးကြီးမဲ့ညတညတော့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ခြေရတူခြေမတိမိနဲ့အသေးနဲ့တွဲဆုံတဲ့ညမှာတော့ဒါခုနေတဲ့နိုင်ပွဲပြက်ရှာဖို့ကတော့ဒါဖြစ်တဲ့ညတညတော့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်နော်အဲ့တော့ကြောင့်မို့လို့ ဝေးဝေးကဖွင့်လာတဲ့တော်တင်ဖောရဲ့ level ပြား90ရှုံးချိုကျွန်တော်နေနဲ့ဒါဘက်ကံပြီးတော့ကျွန်တော်ဝူဘော်လီတွေကိုနေချင်ပါတယ်နော်အဲ့ဒါကြောင့်မလို့ဒီနေ့ကျမှကျွန်တော်ဝူဘော်လီတွေကိုကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဝူနဲ့ဒါကျွန်တော်တို့2022ရဲ့နောက်ပိုင်းစန်တာအဲကျွန်တော်တော်တင်ဖောရဲ့တွေ့ဆုံတိုင်းမှာဒါဝူအနေနဲ့2022ရဲ့နောက်ပိုင်းမှာတော်တင်ဖောရဲ့ကိုနိုင်ပွဲမရရှိထားတဲ့ဝူအနေနဲ့ဒီနေ့ကျမှရှုံးပွဲတွေဂျုံနေတဲ့နေသားမျိုးတွေနဲ့ဒီနေ့ကျမှနိုင်ပွဲပြတ်ရှာသွားမယ်လို့ကျွန်တော် ယုံကြည်ပါတယ်အနည်းဆုံးခုအနေနဲ့ Northern Forest ကိုတည်အနည်းဆုံးထိထိပြီးတော့ကန်သွားမယ်ညတညပါဗျာနော်အိမ်ကနေနိုင်ပွဲလေးတယ်ပြန်ပြီးရသွားမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲ့ဒါကြောင့်မို့ဘူးပုံလေးကိုကြိုက်ပါတယ်ယနေ့ညမှာကျွန်တော်၃ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်အဲယနေ့ညမှာတော့ကျွန်တော်ဘူးနဲ့ဒါကျွန်တော် Northern Forest မှာတော့ကျွန်တော်ဘူးပုံကိုကြိုက်တယ်လီဘောင်းနဲ့ဆန်ဒါလန်မှာတော့လီဘောင်းပေါ်ကိုကြိုက်တယ်။နောက်ပြီးတော့ကျွန်တော်တို့ Brighton နဲ့ Aston Villa ပွဲစဉ်ကိုပေါင်းပေါ်ကြိုက်ပါလေ။ဒီနေ့ည6:00ပေးရ3ပွဲဖြစ်ပါလေ။ အကြိုက်ချင်းတူမတာ live ဆော့ပါနော်အကြိုက်ချင်းမတူရင်တော့လောလောဆာဘက်ကငွေရှိပါတယ်နော်အဲကျွန်တော်ဒါ YouTube channel လေးကိုလည်းဒါ subscribe လေးလုပ်ပေးသွားပါဦးဒါ Tiger channel ကိုလည်း like join ထားမယ်ဆိုရင်အောက်ကပင်ကွန်းမတ်လေးမှာအတိတ်ကချန်နယ်လေးခြံပေးထားပါတယ်လာရောက် join လုပ်ရပါတယ်ယနေ့ကျအတိတ်ကချန်နယ်မှာအတပွဲကောင်းတဲ့မောင်းကက်လေးတင်ပေးသွားမယ်ဗျာနော်အဲအဲ့အတွက်ကြောင့်မလို့ဒါကျွန်တော် RPG တက်ရှင်တိုင်းတင်းကြပါလဲနိုင်ငံတွေများများထုတ်လိုက်ကြပါယူစုမှုကောင်းတောင်းလိုက်ပါတယ်အားလုံးပဲမနက်ခင်းကြပါပြန်ဆုံကြစေကိုလက်ပါခင်ဗျာ ဒီဇင်ဘာလဆိုတော့ပွဲကျတဲ့ကာလဖြစ်တယ်။ဘူကီနေတဲ့ခြေတွေကဒီဇင်ဘာကာလဆိုရင်ဒါဘူကီရလလို့ပြောလို့ရတယ်။သင်းသင်းသင်းလေးကစားကြပါလို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။